အားလုံးပဲမင်္ဂလာပါ Mr. View YouTube Channel လေးမှာအားလုံးကိုကျေးဇူးပါတယ်အခုတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ကျွန်တော်တို့နေ့စဉ်ဖုန်းသုံးနေကြမှာပါဒါကြောင့်ကျွန်တော်တို့မျိုးလုံးအကောင်းဖူးလဲလိုအပ်ကြပါတယ် Okay အများကြီးမပြောတော့ပဲဗီဒီယိုလေးဆက်လက်ကြရအောင်မြေလုံအကောင်းစီဖို့အကောင်းဆုံးအစားတောက်ခုနှစ်မျိုးကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီအစားအစာများတွင် အဓိကမျိုးလုံးအကောင်စီဖို့အရေးပါတဲ့အာဟာရတွေကတော့ Omega 3, Lutein, Zeaxanthin, Pyrimin, ACE နဲ့ Zinc ပါဝင်ပြီးအမီအာယုံကကြည်လင်စီကမျိုးလုံး၆တွေ့ချင်းအသက်ကြီးလာခြင်းတွင် ဖြစ်တတ်သောပြဿနာများကိုကာကွယ်ပြနိုင်ပါတယ်။နံပါတ်1အနေနဲ့တော့အစီပါသောငါးများဥပမာဆေမွန်ငါ၊ဒူနာငါ၊မက်ကရီငါနဲ့ setting ကတော့ပဲဖြစ်ပါတယ်အချို့ကြီးစိုးတွေကတော့ omega 3 fatty acids DHA နဲ့ EPA ပါဝင်ပြီးမျက်လုံးချောက်သွေးချင်းကိုကာကွယ်ပြီးကအမီအာယုံကြီးလင်းစေပါတယ်နံပါတ်2အနေနဲ့တော့အစင်းရင်ရောင်ဟင်းဒီဟင်းရောင်များဥပမာဟင်းနုံနွယ်ကဲ့လန်ငွေရွက်တို့ပဲဖြစ်ပါတယ်အချို့ကြီးစိုးတွေကတော့ လူတင်နဲ့ဇဇတင်တို့ပါဝင်ပြီးအသက်အကြီးလာချင်းတွင်ဖြစ်တတ်သော macular degeneration နဲ့အကျဉ်းတင်ကိုကာကွယ်ပေးပါတယ်။နံပါတ်3အနေနဲ့တော့ဥအမျိုးမျိုးပဲဖြစ်ပါတယ်။ဥပမာချက်ဥအနှစ်ပါဝင်တဲ့ချက်ဥပဲဖြစ်ပါတယ်။အကျိုးကျေးဇူးတွေကတော့ဗီတာမင် A လူတင်ဇဇတင်နဲ့ဇင်တို့ပါဝင်ကညက်အပ်အမြင်အရုံကိုကောင်းစီပြီးမြင့်ကြည်လောက်ကိုအပ်ပြပေးပါတယ်။ ။နံပါတ်၄အနေနဲ့တော့မုံငါဥနေနဲ့ခရမ်းချင်းတီပဲဖြစ်ပါလေ။အဇူအခြေစုတွေကတော့ဗီတာမင် A, ဘီတာကာရိုတင်းနဲ့လစ်စုပင်းတို့ပဲပါဝင်ပြီးမေလုံးမှုန်ချင်းနဲ့မစ်စီပူဝင်ချင်းကိုကပ်ပေးပြပါလေ။နံပါတ်9အနေနဲ့တော့အခွင့်အမာတီးနဲ့အစီအစံများပဲဖြစ်ပါလေဥပမာဘာရန်ရှိနေချာရှိအကြတီတို့ပဲဖြစ်ပါလေအကျိုးကျေးဇူးတွေကတော့ပီရာမီအီနဲ့ omega 3တို့ပါဝင်ကမျိုးလုံးဆယ်များကိုအောက်ဆီဒန်ဓာတ်မှကာကွယ်ပေးပါတယ်။နံပါတ်6အနေနဲ့တော့ခရမ်းချင်းဒီမေဖြစ်ပါတယ်။ဥပမာလိမ်မော်ဒီ၊တမ်ပီယာဒီ၊ဘလူးဘယ်ရီတို့ပဲဖြစ်ပါတယ်။အချို့ကျေးဇူးတွေကတော့ဗီတာမင်စီပါဝင်ပြီးမျက်လုံးသွေးကြောများကိုတာမန်စီကအကျဉ်းတင်ဖြစ်နေချေကိုစိုးချက်ပေးပါတယ်။နံပါတ်9ကစွမ်းဥအချို့ကျေးဇူးတွေကတော့ဗီတာဂလူတင်နဲ့ ဗီတာမင် E တို့ပါဝင်ကမျိုးလုံးဖုန်ချင်းကိုတက်တာရှိပါတယ်အပူအချံတွေကတော့ရည်မြတ်မြတ်တောက်ပါမျိုးလုံးချုပ်သိချင်းကိုကာကွယ်ပြည်ရန်အတွက်ရည်မြတ်မြတ်တောက်တုံပြီးတင်ပါတယ်အနီယောင်နဲ့လီမော်ယွန်တီးမြာဥပမာဖယုံဒီခရမ်းချင်းဒီကိုလည်းစားပြီးတင်ပါတယ်ဒီအစားစာမြတ်ကိုပုံမှန်စာတုံးချင်းဖြင့်မျက်လုံးကျမ်းမာရေးကိုကောင်းစွာအထောက်အကူဖြစ်စီပါပဲဖြစ်ပါတယ်။ အလုံးပဲကျေးဇူးတင်ပါတယ်။နားထောင်ပြီးကြတဲ့ပရိသတ်အလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။အခုလိုကျမရဲ့ဗဟုသုတတွေနားဆင်နိုင်ဖို့အတွက် Mr. View YouTube Channel လေးကို Like and Subscribe လေးလုပ်ပြီးဖို့တောင်းဆိုချင်ပါတယ်။ Mr. View ရဲ့ပရိသတ်များအားလုံးကျမရဲ့ဘဝပန်ဆိုင်နေကြပါစေ။